ဘယ်လင်ဟန်အတွက်အင်္ဂလန်ခီးမီနီတွေပါအားလုံးမိသားစုများ OK Sport ကနေပြန်လဲကြိုလိုက်ပါရင်အင်္ဂလန်ဟာအော်တိုဝါနိုင်ငံပေးရမှာဝေယံအသင်းနဲ့ချစ်ချစ်ရေးပွဲအစဉ်ကစားဖို့ရှိနေတယ်လို့လန်စမီယာအသင်းနဲ့လည်းကမ္ဘာပလောင်းခြေစစ်ပွဲရှင်ပိုင်ကစားဖို့ရှိနေပါရင်ဒီအတွက်တောမတ်တူချေလူစင်းမှာအင်္ဂလန်ရဲ့အဓိကကစားမဖြစ်ခဲ့သူတို့ချို့ပါဝင်လာခြင်းမရှိရကြောင်းပရိသတ်တွေအားသင်ခဲ့ကြပါရင်ဒီကြောင့်လည်းပတ်သက်ပြီးတောမတ်တူချေကသူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးရှင်းပြလာခဲ့ပါရင်တူချေအင်္ဂလန်အသင်းမှာပါဝင်လာခြင်းမရှိတဲ့အကောင်းဆုံးကစားမကတော့ဂျိုးစ်ဘယ်လင်ဟန်ဖြစ်ပါရင် အတန်းနဲ့ဆန်းနေနေရွယ်ကွင်းလယ်ကစားမလေးဘယ်လင်ဟာတင်းရဲ့ပကုန်းတင်အားကိုခွဲစိတ်ကူတာပေးတဲ့နောက်ရီယယ်မက်ထရီအတွက်ပြန်လည်ကစားပေးနိုင်နေပါပြီဒါပေမဲ့အတူချေကတော့သူ့ရဲ့အသင်းမှာဘယ်လင်ဟန်ကိုရွေးချယ်ခြင်းမရှိခဲ့ပါဘူးအင်္ဂလန်တင်းရဲ့နီးပြားဟာမီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲမှာအင်္ဂလန်ရဲ့မရှိမဖြစ်ကစားမတယောက်ဖြစ်တဲ့ဘယ်လင်ဟန်ကိုမရွေးချယ်ရတဲ့အကြောင်းရင်းတွေရှင်းပြလာခဲ့ပါတယ်တူချေကဘယ်လင်ဟန်အထူးချေကစားမတယောက်ဖြစ်ပြီးတူချေကစားမတွေအတွက်အထူးခွင့်အရေးတွေရှိတယ်ဆိုတာကိုသူနားလည်ကြောင်းစတင်ပြောလာခဲ့ပါတယ် ဒါပေမဲ့အင်္ဂလန်အသင်းအတွက်ဆိုရင်တော့အင်္ဂလန်ဟာသူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲတသွေးမတင်းလိုက်နာဆောင်ရွက်ပါမယ်။ဘယ်လင်ဟာအင်္ဂလန်အသင်းမှာပါဝင်ဖို့ထိုက်တဲ့ကစားမတရားပါ။ဒါပေမဲ့ဘယ်လင်ဟန်ကရီယယ်မက်ဒရစ်မှာရက်သက်မမီသေးပါဘူး။ဘယ်လင်ဟန်ကအသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီးပြန်ကစားနိုင်ပြီဆိုပေမဲ့အခုထိတပွဲအဖြစ်မကစားရသေးပါဘူး။ဘယ်လင်ဟန်ကပွဲထွက်ကစားမှအပြင်တပွဲပဲကစားရသေးတဲ့အချိန်မှာအရင်လိုရက်သက်မီဖို့ကြံ့ခိုင်မှုပြေးသွားဖို့ပြန်လည်တည်ဆောက်နေတော့ဖြစ်ပါရင်ဒီတော့ဒူချေကလည်းဘယ်လင်ဟန်ကိုခြံထားခဲ့ဖို့ကိုပဲဆုံးဖြတ်လိုက်ပါရင် ဘယ်လင်ဟန်ကဒီဒီမတ်အင်္ဂလန်အသင်းတွေပါဝင်ကစားခြင်းနေပြီပင်နီးပြားရဲ့စိတ်ကိုပြောင်းလဲဖို့တော့မတန်နိုင်ခဲ့ပါဘူးဒိုချေကသူနဲ့ဘယ်လင်ဟန်ဖုန်းပြောပြတဲ့အကြောင်းကိုလည်းဆက်ပြီးတော့ပြောခဲ့ပါသေးတယ်ဒိုချေကိုဘယ်လင်ဟန်ကဖုန်းဆက်လာခဲ့ပြီးကစားခြင်းကြောင်းပြောခဲ့ပြီပင်ဒိုချေကဘယ်လင်ဟန်ဟာတဝဲပြေတော်မကစားရသေးတဲ့အတွက်ရတမမီသေးလို့မရွေးချယ်ဖြစ်သေးကြောင်းပြန်ပြောခဲ့ပါတယ်ဒါ့အပြင်ဒိုချေကသူ့ရဲ့2026ကွာဘလာအတွက်လူစင်းမှာဘယ်ကစားမှကတော့ BIM အနေနဲ့ပါဝင်သွားမယ်ဆိုတာမျိုးအမကန်ချက်မရှိကြောင်းလည်းတခါတည်းသတိပေးပြောလိုက်ပါသေးတယ် ဘယ်လင်ဟန်ပါလာခဲ့ရင်အင်္ဂလန်သင်းကပိုကောင်းတယ်ဆိုပေမဲ့လည်းမတော်တဆဘယ်လင်ဟန်သာကမ္ဘာပလောင်းမတိုင်ခင်ထင်ရရသွားမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲဝေမကန်ကြတော့ဘူးလားဆိုပြီးမီဒီယာကိုပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်ဘယ်လင်ဟန်အပြင်တူချေကနောက်ထပ်ထိပ်သီးတွေဖြစ်ကြတဲ့ Jack Grealish နဲ့ Faye Foden တို့ကိုလည်းလူစင်းကနေခြံထားခဲ့ပါသေးတယ်မြောင်စလုံးကဒီယာဒီမှာခြေစွမ်းပြန်လည်တိုးတက်လာတယ်ဆိုပေမဲ့တူချေကတော့အင်္ဂလန်ရဲ့စတေမာအစုအဖွဲ့ဟာအကောင်းဆုံးပုံစံမှာရှိနေတဲ့အတွက်ပြောင်းလဲခြင်းမရှိပဲဒီလူစင်းအတိုင်းပဲပြန်လည်ရွေးချယ်လိုက်တာဖြစ်လို့ Grealish နဲ့ Foden ကြံရိပ်ခဲ့ရတာဖြစ်ကြောင်းရှင်းပြခဲ့ပါသေးတယ် ကိုဘမနော်နီမာတို့အကီစားရှိတဲ့စားပါတွေဒံရကြောင်လဲချော်နေတဲ့အချိန်ဒူချေကဒံရကနေပြန်လဲတက်တာလာတဲ့ဘူကာယိုဆာကာကိုတော့ပြန်လဲရွေးချယ်ထားသလိုဘာစီလိုနာမှာချိန်ဆွမ်းပြနေတဲ့မာကရက်ဖို့လည်းဆက်လက်ပါဝင်နေပါတယ်ဘယ်လင်ဟာအင်္ဂလန်သားတွေနိုင်ငံခြားမှာမောင်းမြင်တဲ့သဘောတရားကိုကျော်လွန်ပြီးရီယယ်မက်ထွန်းနဲ့ပွဲဥထွဲ့ရာသီကလေးကချိန်ဆွမ်းကောင်းတွေကိုပြသရင်လာလီဂါကောင်းဆုံးစားမဆုကိုရရှိထားသူပါဒါအပြင်2024 25ဘောလုံးရာသီအတွက်အင်္ဂလန်ရဲ့အကောင်းဆုံးစားမဆုကိုလည်းဘယ်လင်ဟန်ကပဲဘိုင်မင်းစတာအင်္ဂလန်သင်းကောင်းဆောင်ဟယ်ရီကိန်းကိုကြော်ဖြတ်ပြီးတော့ရရှိထားပါသေးတယ်။ ဒါတွေကဘယ်လင်ဟန်အောင်မြင်မှုတွေဆိုပေမဲ့ချမ်းခိုင်မှုပြေဝသေးတဲ့အချိန်မှာတော့တူချင်စိန်ပြောင်းအောင်လှုပ်ဆောင်နိုင်မှုကလည်းဖြစ်နိုင်တာကလည်းသေချာနေပါတယ်။တရား26ကွာဗလာအတွက်စတန်နဲ့မြန်မာတဲ့တူချင်ရဲ့လူအစင်းမှာပါဝင်နိုင်မှုဆိုတာကမလွယ်ကူတော့ပါဘူး။ကစားမတိုင်းကနေရာတင်ရာအတွက်ပြိုင်ဆိုင်တိုက်ပွဲဝင်နေကြမှာမို့ဘယ်လင်ဟန်နဲ့အင်္ဂလန်ရဲ့စင်ပြန်ဖြည့်ချင်နေဆိုရင်သူ့ရဲ့အကောင်းဆုံးစွမ်းရည်တွေကိုပြန်လည်ပြသဖို့လိုအပ်နေပါတယ်။လောလောဆယ်ဘယ်လင်ဟန်အတွက်အင်္ဂလန်ခီးမနည်းသေးပါခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။